ဒီနေ့မှာတော့တိုက်ခန့်တွေနဲ့ပတ်သက်လို့သိကျင်နေကြတဲ့မျိုးကုန်တစ်ခုကိုဥပဒေဘုဒ္ဓအနေနဲ့မျှဝေပေးခြင်းပါတယ်။အဓိကကတော့ကိုယ်ပတ်စံပေးပြီးတော့ဝယ်ထားတဲ့တိုက်ခန့်အဲ့ဒီတိုက်ခန့်ရှိနေတဲ့အဆောက်အဦတစ်ခုလုံးကငလျင်မိပေးဒါမှမဟုတ်တခြားသဘောကပေးရတဲ့တစ်ခုကိုကြောင်းလုံးဝပျက်စီးသွားခဲ့တယ်ဆိုရင်ကိုယ်အခန်းနေရာကိုအစားထိုးပြင်ရနိုင်မလားမရနိုင်ဘူးလားဆိုတာပါ။အားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါဒီနေ့ပြပြမဲ့ဇလန်အတွက်1989ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံး ဒေါ်ကျင်မွန်နဲ့ဒေါ်ကျင်ရင်တရမပြင်ဆင်မှုစီရင်ထုံးကိုအဓိကကိုကတင်ပြသွားမှာဖြစ်ပါတယ်။ပသိမ်မြို့မှာနေထိုင်တဲ့ဒေါ်ကျင်မွန်ဆိုတဲ့အမျိုးသမီးဟာသူ့အဆောက်အဦတွေကအခန်းတွေကိုဒေါ်ကျင်ကြီးဆိုတဲ့အမျိုးသမီးကိုငှားထားပါတယ်။ဒီနေ့မှာတော့ကန်ဆိုးစွာနဲ့ပဲအဲ့ဒီအဆောက်အဦကြီးတစ်ခုလုံးမီးလောင်ပြီးတော့လုံးဝကိုပြင်ဆင်သွားပါတယ်။အဲ့ဒီနောက်မှာအင်ရှင်ဒေါ်ကျင်မွန်ကမီးလောင်သွားတဲ့နေရာဟောမှာပဲအိမ်အသက်တစ်ခုကိုကိုပတ်စံနဲ့ကိုပြန်ဆောက်လိုက်ပါတယ်။ အိမ်အသက်ဆောက်ပြီးတာနဲ့အိမ်ငှားဟောင်းတို့ချင်းရေကရလာပြီးတော့ကျမကဒီနေရာမှာ အရင်ကငှားနေတဲ့သူဖြစ်တယ်ဒီအိမ်အသက်ကိုကျမကိုပဲပြန်ငှားရမယ်ဆိုပြီးတော့လာတောင်းဆိုပါတယ်အရှင်ဖြစ်သူတို့ချင်းမုန်းကလည်းမငှားနိုင်ဘူးလို့ပြန်ညင်းလိုက်ပါတယ်ဒီလိုနဲ့ပဲအိမ်ငှားကအရှင်ကိုတရားဆွဲပါတော့တယ်ဒီအမှုဟာမြို့နယ်ယုံတိုင်ယုံနောက်ဆုံးမှာဘ ਹੁ တရားယုံအထိကိုရောက်သွားပါတယ်အဓိကသူတို့ညင်းခုန်ကြတဲ့အချက်ကငှားထားတဲ့အိမ်မီးလောင်သွားပြီမြဲ သူတို့နှစ်ယောက်ကြားကအင်ရှင်အင်ကဆက်ဆံရေးကဆက်ရှိနေသေးသလားဆိုတဲ့အချက်ပါပဲ။ကဲတရားရုံးချုပ်ကဘလို့ဆုံးဖြတ်တယ်လို့ထင်ပါတယ်လေ။ဘိုးတရားရုံးကအဓိကအချက်နှစ်ချက်နဲ့ဆုံးဖြတ်လိုက်ပါတယ်။ပထမအချက်ကသူတို့သဘောတူငှားရမ်းခဲ့ကြတာကအိမ်အဟောင်းကိုပါ။အခုအဲ့ဒီအိမ်အဟောင်းကမီးလောင်ပျက်စီးသွားလို့လုံးဝမရှိတော့ပါဘူး။မရှိတော့တဲ့အရာကိုအင်ရှင်ဘက်ကဘလို့မှပြန်ပေးလို့မရတော့ပါဘူး။ဒါကိုဥပဒေအရလုံဆောင်ပေးဖို့မဖြစ်နိုင်တော့တဲ့ကိစ္စလို့ခေါ်ပါရတယ်။ ပဋိညာအဥပဒေအရစာချုပ်ထဲကအတိုင်းလုံဆောင်ပြီးဖို့မဖြစ်နိုင်တော့တဲ့အတွက်သူတို့ရဲ့မူလအင်္ဂါစာချုပ်ဟာအဆောက်အဦမီးလောင်သွားတဲ့ဤကလေးကအလိုအလျောက်ပြည့်ပြည့်သွားပြီဖြစ်ပါတယ်ဒုတိယချက်ကတော့အင်းရှင်ပြန်ဆောက်လိုက်တာကအင်းအသက်ပါအင်းအဟောင်းမဟုတ်တော့ပါဘူးဒီအင်းအသက်ကငားရံဖို့အတွက်သူတို့နှစ်ယောက်ကြားမှာစာချုပ်အသက်ဘာတစ်ခုမှချုပ်ဆိုထားတာမရှိပါဘူးအင်းရှင်အင်္ဂါဆက်သွယ်မှုအသက်မရှိပါဘူးဒါကြောင့်တရားရုံးက အင်းရှင်ဒေါ်ကျင်းမုံကိုအနိုင်ပြီးပြီးတော့အင်းငါဒေါ်ကျင်းကြီးဆွဲဆွထားတဲ့မုံကိုဇေယိနဲ့တကွာပတ်လပ်လိုက်ပါတယ်။ကဲဒီစီရင်ထွန်းကလည်းကျွန်တော်တို့ဘာလို့ရမလဲကြည့်အောင်ပါ။ကျွန်တော်တို့တိုက်ခတ်နေဝယ်ရဆိုတာအများအဖြစ်အဲ့ဒီတိုက်ခတ်မှာနေထိုင်ခွင့်နဲ့တဆင့်ပြန်တဲ့တွဲပြောင်းခွင့်ကိုဝယ်ယူကြရတာပါ။အဲ့ဒီတိုက်အဆောက်အဦအောက်မှာရှိနေတဲ့မြေကိုတော့ပိုင်စင်တာမဟုတ်ပါဘူး။မြေကိုမြေရှင်းကပဲပိုင်ပါတယ်။ဥပဒေအရတတိကျကျပြောရရင်တိုက်ခတ်ဝယ်ယူရဆိုတာမြေပိုင်ရှင်စီကနေအဲ့ဒီတိုက်ခတ်ကို ရာသပ်ပံ၅ရက်နေထိုင်ခွင့်လွှဲပြောင်းခွင့်ကိုဝေယူထားတာဖြစ်ပါတယ်။ဒါကြောင့်လီကွန်ကျော့အနေနဲ့ပြောရရင်အခုနအစီရင်ထုံးအရာကိုဝယ်ထားတဲ့တိုက်ခန်းအဆောက်အဦကြီးတစ်ခုလုံးဟာအကြောင်းတစ်ခုကိုကြောင့်လုံးဝပြောကြပျက်စီးသွားခဲ့ရင်ကိုယ့်ရဲ့ရာသပ်ပံ၅ရက်နေထိုင်ခွင့်ဆိုတဲ့ဆက်သွယ်မှုဟာအဆောက်အုံနဲ့အတူပြက်ပြေသွားပြီဖြစ်လို့အစားထိုးအခန်းပြင်ရဖို့လည်းမရှိတော့ပါဘူး။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတော်ဆုံးတရားရလိုက်မယ်လို့မျှော်လင့်ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်ဖြစ်ကြပါစေ